တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025 April 22ရက်နေ့ကနေ April 30ရက်နေ့အတော်တွင်ဟာအရာရာသတိနဲ့ရှင်ပြီးတော့လောက်ရမယ်ဒီကာလအတွင်းရှင်းနှီးမြှုပ်နှံမှုအကြီးစားတွေလောက်ရမလို့သိဘူးလုံတဲ့ဆက်လုပ်ငန်းတွေကိုထိမ့်ပြီးလောက်ရမယ်လုံငန်းတွေရပ်ပြီးတော့အစ်စ်ကိုစမယ် ဘဝတည်တစ်ခုကိုစတင်ရောက်ဖို့ပြတ်တမ်းချက်ရောက်နေရှင်မန်းချက်တွေကိုလက်တွေ့ကောင်းထဲပေါ်ဖို့အတွက်စတင်ပြီးတော့အုံမြင့်တရားမဲ့ကာလသဘောမျိုးပဲဒီနေရာမှာရံများခြင်းတိုက်ခတ်များခြင်းနှောက်ရကြတဲ့ထိုးပေါက်ပြီးတော့တိုးတက်ရခြင်းတွေကိုဖန်တီးရလိမ့်မယ်ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစမ်းနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့ လာမီးတဲ့အတွေ့အကြုံမျိုးရရှိအောင်ကြိုးစားပေးထားတယ်။ဒါကြောင့်စံစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါမယ်။ဒါစနေနေ့အဲ့နေ့ကရန်တိုက်ခံများတဲ့နေ့ဖြစ်တယ်။အဲ့နေ့ကဒနသိတိနဲ့ကစမ်းရှင်တဲ့နေ့ပါပဲ။ဝေကြီးကိစ္စပြောဆိုရင် အောင်မြင်မယ်။23ရက်နေ့မှာ အရေးပါတဲ့ပြောင်းလဲတဲ့တွတ်တဲ့မှုတွေရှိလာမယ်။ရှင်းမှန်းချက်တွေကိုကောင်းထည့်ဖော်လာမယ်။24ရက်နေ့မှာရပိုင်ခွင့်နေလက်ဝယ်ပြန်ရခြင်းအခက်အခဲများကိုဖြေရှင်းနိုင်ခြင်းကြောင့်မယ်။25ရက်နေ့ကအရာရာကောင်းခြင်းတွတ်တဲ့ခြင်းကိုကြောင့်မယ်။26ရက်နေ့မှာရှင်ပြန်မှုတွေမှာအောင်မြင်ပြီးတော့ဘဝတွတ်တဲ့တဲ့ကံပေါ်မယ်။29ရက်နေ့မှာရန်ပတိပက္ခရီနဲ့ရှင်ပြီးလောက်ရမယ်။ 28ရက်နေ့အဲ့ဒီကငကဘောရက်နဲ့တိုက်ဆိုင်တဲ့မတော်တဆထိခိုက်မှန်ကြီးကယူဆိုင်ရမယ်အနောက်တောင်ရောက်ကိုတီသွားစရာနေရှိတတ်တယ်မနေ့9ရက်နေ့10ရက်ခွဲကြသွားလာနေတဲ့ကယူဆိုင်ရမှာပေါ့နာရီရက်အတွင်းမှာအပြိုင်နေတော်များမယ်ထူးခြားချက်ကရ28ရက်နေ့မှာ ကောင်းစေးကောင်းလျှော်ပြင်ထူးထူးခြားခြားကောင်း29ရက်နေ့မှာရပိုင်ခွင့်နေလက်ဝဲရခြင်းရရစင်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်အဲ့ဒီကလည်း ကောင်းစေမင်္ဂလာအထူးတလဲကောင်းသောနေ့တစ်ခုဖြစ်တယ်30ရက်နေ့ဆက်လက်ကံကောင်းတဲ့လွတ်တမြအောင်မြင်ခြင်းထိုးတက်ခြင်းနဲ့ကံမြမခြင်းတွေကိုဖန်တီးနိုင်တဲ့နေသားရှိတယ်အဲ့ရက်ကလည်းထူးခြားခြားကောင်းစေကောင်းလျှော်ပြုကောင်းတဲ့နေ့ဖြစ်တယ်အဲ့28 29 30အဲ့3ရက် ကောင်းစေကောင်းလျှော်ပြုထူးခြားတဲ့ကံကောင်းခြင်းအနာရောဂါကင်းခြင်းဘဝထိုးတက်ခြင်းတွေရှိမယ်လို့သတ်မှတ်တယ်ဒီကာလအတွင်းကြာသပတေးနေ့တောက်ကြံနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ် အင်္ဂါဗုဒ္ဓကြောင့်ဒုက္ခရောက်တတ်တဲ့စိတ်နှောက်ယှက်ဖြစ်တတ်တဲ့369ခန်းတွေအကျိုးပေးတယ်အနီရောင်ကျသွင်းအောင်ပတ်ရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါဒနာသိတိနှခတ်စမ်းရှင်တဲ့နေ့ဖြစ်တဲ့20နှစ်နေ့မှာပိုက်ဆံတထောင်တန်တရွက်ကိုမှုနှံ့တာပြန်ပြီးတော့ပိုက်ဆံတဲ့တဲ့ဆောင်ပါထူးခြားတဲ့ကောင်းခြင်းလက်လာပါဖွင့်ခြင်းလေးတွေရှိလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်